မြန်မာနိုင်ငံမှာငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ခံစားနေရသူတွေကိုအရေးပေါ်ကုသပေးနိုင်ဖို့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အရေးပေါ်ကျန်းမာရေးပစ္စည်းတန်ရှင်35ဒဏ်ထပ်မံရောက်ရှိလာတယ်လို့မြန်မာနိုင်ငံကကုလသမဂ္ဂယုံကနေသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီအရေးပေါ်ကျန်းမာရေးပစ္စည်းတွေအထက်မှာအရေးကြီးတဲ့ဈေးဝါတွေ၊ဒဏ်ရာကုသရေးပစ္စည်းတွေ၊ခွေးစိမ့်မှုဆိုင်ရာကိရိယာတွေနဲ့ရွေးလျားကျန်းမာရေးတဲတွေပါဝင်တယ်လို့သိရပါတယ်။ အခုတချိန်ရောက်ရှိလာတဲ့အဲဒီဆေးဘက်ဆိုင်ရာ အထောက်ပံ့ပစ္စည်းတွေရဲ့ပမာဏနဲ့ငလျင်ဖြစ်ပွားပြီးတဲ့နောက် WHO ကပေးပို့ခဲ့တဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေရဲ့ပမာဏဟာစုစုပေါင်းတန်ရှင်တရာနီးပါးအထိရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ထောက်ပြန်ချက်မှာဖော်ပြပါရတယ်။အဲဒီကစီရေးပစ္စည်းတွေကိုငလျင်တန်းအထိခိုက်ဆုံးခံစားခဲ့ရတဲ့ဒေသတွေကိုခန်းဝေဖို့အတွက်အသင့်ပြင်ဆင်လျက်ရှိပြီး ဆေးရုံတွေနဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေသူတွေအနေနဲ့အသက်ကယ်လုပ်ငန်းတွေဆက်လက်လုပ်ဆောင်နိုင်ဖို့အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။